ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စီအောင်လွှဲမပါစေ။2025ခုနှစ်အောက်တိုဘာလ29ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက် ဒီနေ့မှစီးပွားရေးကိစ္စလူမှုရေးကိစ္စတွေကအဆဆအယယအရှင်ပြေအောင်မြင်မယ်နော်။ကြံစီထားမြအရာတွေလည်းဒီနေ့မှအဆဆအယယအရှင်ပြေအောင်မြင်တတ်တဲ့ဝေရေးကြီးကံဒီအလုံးကောင်းနေနော်။အချီးမှလည်းစမ်းနေတအားပွင့်နေတတ်တဲ့ကျမ်းမာရေးအနေနဲ့အယိုးနဲ့ပတ်သက်တဲ့အကျိုးနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကနန်းကတော့ငားနဲ့ခုံဖြစ်ပြီးတော့အကျိုးပေးတဲ့ ရောင်မှချက်သေးရောင်နဲ့အနီရောင်ပဲဖြစ်ပါတယ်။ရရာအနေနဲ့မိမိအင်ရှိဖျားမှစီတမင်းကလူပေးရမှာဖြစ်ပါတယ်ရှင်။ခဏရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတ်တတ်ဆင်အောင်လွှဲမပါစေ 2025ခုနှစ်အောက်တိုဘာလ29ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟောဇရန်ဖြစ်ပါတယ်။တနင်္လာသာသမီများအတွက်ဒီနေ့မှာမိတ်ဆွေအဟောင်းတွေအဆက်အဟောင်းတွေနဲ့မရည်ရွယ်ပဲမထင်မဖဲနဲ့ဒီနေ့မှာပြန်လည်စုံစည်းရတတ်တဲ့အိမ်ကိုဖျားပုံတော်ဘိုးတော်ပုံတော်ယဟန္တာပုံတော်ကြီးကြွလာလို့ရှင်ဒီပေါ်ကိန်း ဒီ80ရာခိုင်နှုန်းဒီပေါ်ကင်းရှိတယ်เนาะငွေရဲ့ကြေးတွေဆိုရင်လည်းအလုံးလိုက်ရင်လိုက်ထုတ်လိုက်တယ်လိုက်ဒီနေ့အတွက်ဝင်လာတဲ့တဲ့အိမ်နွေးရေးမှာလည်းစိတ်ပူပင်စရာများနဲ့ဒီနေ့မှာဂျုံတရားတက်တဲ့ချစ်သူစီကနေပြီးတော့တရင်ကောင်းချရာတက်တဲ့ကျမ်းမာရေးအနေနဲ့ခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့2ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအနီးအ အဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်ရရရာအနေနဲ့မိမိအိမ်ရှိဖရားမှာကြာစံကြက် ကလူပေးရမှာဖြစ်ပါရဲ့ရှင်ခொနည်းသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်ရွေးမပါစေ 2025ခုနှစ်အောက်တိုဘာလ29ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တန်ဟောစရံဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှာရည်ရွယ်ထားတဲ့လုပ်ငန်းတွေကိုရရဲတာလှုပ်ဆောင်မှာမုတ်ချအောင်မြင်မဲ့နေမျိုးဖြစ်ပါတယ်။ချစ်သူစီကနေပြီးတော့လက်ဆောင်ကောင်းတွေရတတ်တဲ့ကံအခွင့်အလမ်းတွေလည်းဒီနေ့မှာတအားကံကောင်းတယ်နော်။ကျမ်းမာရေးအနေနဲ့လေထိုးတာလေးအောင်တာလေနာတဲ့ ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအနီရောင်နဲ့ချက်သေးရောင်ပဲဖြစ်ပါတယ်။ရရအနီနဲ့မိမိအရှိပြားမှာဖြော်ရည်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနီယာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ပုဒ်ဘူးသားသမီးများအတွက်ဒီနေ့တောင်ဟောစရံဖြစ်ပါတယ်ပုဒ်ဘူးသားသမီးများအတွက်ဒီနေ့မှာ အလုံးနဲ့ပတ်သက်ပြီးသွားရင်မိမိကတာဝန်ယူရတာခေါင်းခံဖြည့်ရှင်းပေးရတာမျိုးတွေအလုပ်ကိစ္စနဲ့ပတ်သက်ပြီးသွားရင်ပေါ်လာတဲ့တဲ့မိတ်ဆွေရင်တကယ်ချင်းအရင်ချာနေတယ်လေဒီနေ့မှ မဖြစ်စလောက်ပြဿနာတိတိလေးရစပြီးတော့နဲ့တူကအစင်မပြေဖြစ်တတ်တဲ့အထက်လူကြီးအကြီးကဲတူတယောက်ကလည်းမိမိကိုယာဒူးအတွက်လုပ်ငန်းအတွက်တိတိယောက်ယောက်အကူအညီကောင်းနေတယ် အထောက်ပံ့ကောင်းတွေရရှိတတ်တယ်အလားအပါရွှေရတနာပစ္စည်းတွေလည်းမရည်ရွယ်ပဲနဲ့မထင်မပင်းနဲ့ဒီနေ့မှဝင်လာတတ်တယ်ကျမ်းမာရေးအနေနဲ့ဖိုက်နာတဲ့ဖိုက်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူစီကနေပြီးတော့လည်းဒီနေ့မှမင်္ဂလာတည်င်းတည်င်းကောင်းတွေခြားရတတ်တယ်အကျိုးပေးတဲ့ကနန်းကတော့ 3နဲ့6ဖြစ်ပြီးတော့အချိုးပေးတဲ့ရောင်မှာအစိမ်းရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိပြားမှာလိမ္မော်ရေကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနီယာသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိထသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။ ဇာတာပရေ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ဇာတာပရေသာသမီများအတွက်တနေ့တာဟော့စဒန်ဖြစ်ပါတယ်ဇာတာပရေသာသမီများအတွက်ဒီနေ့မှာရှစ်တဝခတ်တာနောက်ဆဝခတ်တာဆုံးပြခတ်တာဝေခွဲရခတ်တဲ့ကိစ္စမျိုးတွေဒီနေ့မှာကြုံရတတ်တဲ့အယောင်အဝယ်တွေလည်းဒီနေ့အတွက်တအားကောင်းမယ်နော်လက်တွေရှင်မယ်ငွေကြေးကန်လည်းဒီနေ့အလွန်ကောင်းတယ်နော်ကျမရဲ့အနေနဲ့သွားကြိုက်တဲ့သွားနာတဲ့ ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့တင့်နဲ့သုံးဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအနီရောင်ပဲဖြစ်ပါတယ်ရရယာအနေနဲ့မိမိအရှိဘုရားမှာစမူစာသုံးခုကတ်လူပေးရမှာဖြစ်ပါတယ်ရှင်ခொနီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် ဣဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောဇရန်ဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာ အလုတ်ထဲမှာအိမ်မှာအပူပင်ဒုက္ခတွေကတခုပြီးတခုဆိုတဲ့လိုမျိုးကြုံရတတ်တယ် စိတ်အလိုမကျဆရာကြီးလည်းဒီနေ့မှာဒါကြီးများတဲ့တဲ့စိတ်နဲ့ကိုယ်နဲ့မကတ်တာမျိုးလည်းဒီနေ့မှာ ဖြစ်နေတတ်တယ်နော်ဝေချေကံနေကောင်းမယ်ရွှေလဝိယရနာအလကုံနုပညာနဲ့ပသက်သက်ဆိုင်တဲ့ပစ္စည်းတွေလည်းဝင်လာတတ်တယ်ကျမ်းမာရေးအနေနဲ့လည်းတည်ကြနော်အပူလောင်တတ်တယ်စီပူလောင်တာမီးပူလောင်တာအပူလောင်တာမျိုးတွေဖြစ်တတ်တဲ့အတွက်တည်ကြနော်စစ်သူစီကနေပြီးတော့လည်းတရင်ကောင်းချရတတ်တယ် အကျိုးပေးတဲ့ကဏန်းကတော့နှစ်နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအနီရောင်နဲ့ပန်းရောင်ပဲဖြစ်ပါတယ်။ရရာအနေနဲ့မိမိအရှိပြားမှာတပြေ20တညွန်ကလူပေးဖို့ဖြစ်ပါလိမ့်ရှင်။ခုနှစ်ရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေက တက်တက်ရှင်အောင်လွှင်းမပါစေ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအရေးကြီးတဲ့စာရွက်တွေစာတမ်းတွေစက်ပစ္စည်းရင်ပစ္စည်းအစုစက်တူရှယ်ယာကိစ္စများအတွက်ကိုဒီနေ့မှာ88ဒေါ်လာခန့်နောက်ဆုံးအခက်ဖြစ်ပြီးတော့စိတ်အနှောက်အယှက်ဖြစ်เสียများနဲ့ဂျူလီယာတက်တဲ့ ိမ်နွေးရေးမှလည်းတိမ်လုံးနဲ့တယောက်ဆိုသလိုဖြစ်နေတတ်တယ်စိတ်အလိုမကျတာတွေစိတ်တိုင်းမကျတာတွေလည်းဒီနေ့အတွက်နည်းနည်းများတတ်တယ်နော်ဝေးချေးကံဒီကောင်းတယ်ရွှေမျိုးမိတ်ဆွေအပေါင်းအသင်းများရှိရနေပြီးတော့လေမိမိကိုမိမိကအကူအညီမတောင်းမနဲ့ကိုယ့်ကိုယ်တကူးတကထောက်ပံ့ရတာအကူအညီရတာမျိုးတွေဖြစ်တတ်တယ်ကျမ်းမာရေးအနေနဲ့တွားနဲ့ပတ်သက်ပြီးတွေးနဲ့ ပတ်သက်ပြီးတော့ဒီနေ့မှာစိတ်ရှုပ်ရတတ်တယ်ချစ်သူစီကနေပြီးတော့လည်းမမျှော်လင့်မဲနဲ့လက်ဆောင်ရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့တင့်တဲ့သုံးဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှချက်သွေးအောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိဖျားမှာတင်မောဒီကလင်ပေးရမှာဖြစ်ပါတယ်ရှင်